စက်ကလေးက1882ခုနှစ်ဝမ်ယုံမြင်နေမြမှာဆက်စားတင်ထားပါရီဆဲကျော်တဲ့လူကက်ဟောလီစတာကသူ့ရဲ့ငီလေးဂျီကော့ကိုစာတင်ပေးနေတဲ့ပဲလေယာကိုတယောက်တည်းစီမံခန့်ခွဲနေခဲ့တာပါသူတို့နှစ်ယောက်ကမိဘဝရဲ့တင်းကျိုင်းကူကိုတွားရောက်ခဲ့ကြပါရီမိဘဝရဲ့အထက်ကတယောက်ဟာဖျားနာပြီးဆုံးတာဖြစ်ပြီးတော့နောက်ထပ်တယောက်ကကိုယ့်ကိုယ်ကိုတတ်တည်သွားတာကြောင့်မိဘမဲ့ငီယောက်ကိုနှစ်ယောက်ကခဲ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 စူးစမ်းရုံးကန်နေရတာကိုမိမောင်းထိုးပြနေခဲ့ပါရီစာနယ်ရိတ်ခဝေး ပြက်လို့နီးပါဖြစ်လာတဲ့အခါမှာတော့ဝန်ပလီတကောင်ကိုတွေ့လျက်ပြီးရတော့လူကပ်စီမှာကြည်မရှိတော့ဘူးဆိုတော့သတိရသွားခဲ့ပါရင်အခြေအနေဝေးတင်းမာလာတော့ကောင်လေးဝေးကသရိဆန်ဒီကိုရောင်းဖို့ဟေးဝဲကိုတွားလိုက်ကြပြီးမြင်းတဲ့အတွက်ဒေါ်လာ30ပဲရရှိခဲ့ပါရင်ကုံစုံဆိုင်မှာလူကပ်ကဂျီကော့ကိုအနိုင်ကျင့်တဲ့လူဝေးစီကနေ ကာကွယ်ရင်းနဲ့ပဲတယောက်ကိုဒဏ်ရာရသွားစီခဲ့ပါလိမ့်သူတို့ရဲ့အဖေ Shah Country ကနောက်ပိုင်းမှာ Lookup ကိုလာရောက်ရင်ဆိုင်ပြီးတော့ရော့ကျေးအနေနဲ့အလုံလုံခိုင်းခဲ့ပါလိမ့်နောက်တနေ့မနေ့မှာ Lookup ကအဝံမလွေကိုပြစ်တာကံမကောင်းစွာနဲ့ပဲ Country ကိုထိမှန်ပြီးတော့တည်ဆုံသွားခဲ့ပါလိမ့်သူကလူတက်မှုနဲ့ဂျိုးပေးခံရဖို့အမိန်ချမှတ်ခံခဲ့ရပါလိမ့်သူရဲ့အတော်ကြီး Evelyn လာတွေ့ပေမဲ့ဘာမှမကူညီပေးနိုင်ခဲ့ပါဘူး Jacob ကိုကလေးကီဟာစီပို့ရမယ်လို့ပြောခဲ့ပါလိမ့် အဲ့ဒီနောက်ပိုင်းဟာလမ်ရပ်ဆွဲအမျိုးသားတယောက်ကလာရောက်လေပတ်ပြီးတော့ကောင်လေးဝရဲ့မိဘတင်ချိုင်းမှာစုတောင်းပေးခဲ့ပါရီဝိုင်ယိုမင်ပြည်နယ်လက်ဖို့မှာဆိုတော့ဒုတိယအုပ်ချုပ်ရေးမှူးဝုဒ်ဟဲလမ်ကသူ့ရဲ့သားလေးဘင်ဂျမင်ဖြည်းဖြည်းချင်းတည်ဆုံနေတာကိုရင်ဆိုင်နေရပါရီသူ့ရဲ့စနီကသူ့ကိုစိတ်ပိုင်းဆရာခန်းစားချက်ဒီကင်းမဲ့တယ်လို့ဆွဆွဲတော့ဝုကသုံးလုံးကြေကွဲသွားခဲ့ပါရီသူထွက်သွားတဲ့အချိန်မှာစနီးတွေကပြိုလဲကျသွားခဲ့ပါရီဘာမှမတတ်နိုင်ခဲ့ပါဘူး ဘုပ်နဲ့သူ့ရဲ့လက်တွဲဖော်ဒရန်တို့ဟာအယက်မူးနေခဲ့တဲ့ဓမြ9ယောက်ကိုရင်ဆိုင်ခဲ့ကြပါရင်သူတို့ကဒိရခန့်မိသားစုတစုကိုတတ်ခဲ့တယ်လို့စွပ်စွဲခံထားရတာပါတယောက်ကတနတ်ထုတ်လိုက်တဲ့အခါမှာတော့ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးဓမြ9ယောက်စလုံးနဲ့ဒုတိယအုပ်ချုပ်ရေးမှူးတယောက်ပါတည်ဆုံခဲ့ပါရင်ဘုပ်ကသူတို့အထက်ကနေပြန်ပြီးဆွဲခံထားရတဲ့ကလေးတယောက်ကိုတွေ့ရှိခဲ့ပါရင်အဲ့ဒီအချိန်မှာဂျေကော့ကလူကပ်ဖန်စီခံထားရတဲ့ထောင်ထဲမှာလာအိပ်ပါရင် ဆိုင်ပိုင်ရှင်ဘီကဂျေကော့ကိုလိုပတ်ပြီးတော့လွတ်မြောက်အောင်ကူညီပေးခဲ့ပါရင်းကောင်လေးကိုခေါ်ထားလို့မရတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပါရင်းဒုတိယအုပ်ချုပ်ရေးမှူးတယောက်ကလူကက်ကိုလောင်ပြောင်တဲ့အခါမှာဘီကကောက်ွက်ပေးပြီးတော့သူဟာကလေးလေးတယောက်ပဲလို့တတိပေးခဲ့ပါရင်းအဲ့ဒီညမှာဟာလမ်ကရွှေပြည့်ရုံအထဲကိုဖောက်ထွေးဝင်ရောက်ခဲ့ပါရင်းလူကက်ဟာအန်ဒီရရှိတယ်လို့ထင်ပြီးတော့အော်ဟစ်အကူညီတောင်းလိုက်တဲ့အချိန်မှာဟာလမ်ကသူ့ကိုလဲကျသွားလှုပ်ပြီးရိုင်ဖယ်တနတ်တလက်ကိုယူသွားခဲ့ပါရင်း B ကဟာလန်ကိုပြစ်ဖို့လုပ်ပေမဲ့ဟာလန်ကိုမတ်မိသွားတော့လက်နက်ကိုချလိုက်ပါရီဟာလန်မှာသူ့ရဲ့အနောက်ကိုလိုက်လာတဲ့လူဝိုင်းကအနှက်ဆိုးနဲ့လက်ဆွဲနှုတ်ဆက်ရလိမ့်မယ်လို့တတိပေးခဲ့ပါရီနောက်တနေ့မှာပဲလူကတ်ကအဖြေဝေးတောင်းပေမဲ့ဟာလမ်ကရှင်းရှင်းလင်းလင်းမပြောဘဲကောင်လေးကိုသူ့ရဲ့အနောက်လိုက်ဖို့ပဲပြောနေခဲ့ပါရီဟေးဖဲမှာဆင်တော့ထရက်တွန်လောက်နဲ့ဒုတိယအုပ်ချုပ်ရေးမှုနေရောက်ကိုဟာလန်ကတတ်ခဲ့တဲ့ဆွဲတည်င်းနေပြန့်နှံ့သွားခဲ့ပါရီ ဟာလမ်ရောလူကက်ကိုပြစ်မှတ်ထားတဲ့အဖွဲတစ်ဖွဲဖွဲ့စည်းလိုက်ကြပါရင်လီဖိုမှာဆိုတော့အရက်မူးနေခဲ့တဲ့ဝုပ်ကသူ့ရဲ့အသိကကြရှုံးမှုနဲ့ပတ်သက်ပြီးသူ့ကိုစော်ကားတဲ့လူတယောက်ကိုတတ်လို့နေပါဖြစ်ခဲ့ပါရင်ဒရမ်ကသူ့ကိုတားခဲ့ပါရင်ဝုပ်ဟာသူ့ရဲ့ဆင်းရဲဒုက္ခရောက်နေတဲ့တာလီနဲ့အသိကအပြစ်တွေကြောင့်ဖျားသခင်ကိုမယုံကြည်တော့ဘူးလို့ဝန်ခံခဲ့ပါရင်လမ်းမှာဆိုရင်လူကက်ကတနက်နဲ့ချိန်ပြီးဟာလမ်ကိုရှင်းပြခိုင်းခဲ့ပါရင်ဟာလမ်ကသူ့ဟာလူကက်ရဲ့အဖိုးသူ့အမေရဲ့အဖေဖြစ်တဲ့အကြောင်းထုတ်ဖော်ပြောပြပြီးတော့ ရိုင်ဖယ်တနတ်ကလူကဲ့ရဲ့ဘိုးဘေးကြီးပိုင်ခဲ့တာပါလို့ပြောပြခဲ့ပါရင်းသူကလူတယောက်ကိုတတ်ဖို့အတွက်စီစဉ်ထားမယ်ဆိုရင်ကြီထဲ့ထားဖို့အတွက်လူကက်ကိုတတိပေးခဲ့ပါရင်းလူကက်ဟာသူ့ကိုလူတတ်သမားလို့ခေါ်လိုက်တော့ဟာလမ်ကဒါဆိုရင်ငါတို့နှစ်ယောက်စလုံးပဲလို့ပြန်ပြောခဲ့ပါရင်းသူတို့ဟာတနေ့တလုံးတဲထိုးနားနေခဲ့ကြပြီးတော့အန်ဒီရရှိတဲ့လူမျိုးစုကိုရှောင်းကယုံတကောင်ကိုဖမ်းပြီးအစာအသွက်စားခဲ့ကြပါရင်း ဝုကလော်ဝင်းစတေးဝဲနဲ့တွေ့ဆုံပြီးတော့ဟာလမ်ရက်ကလူကပ်ကိုထောင်ကနေထုတ်ဖို့အတွက်လူ၃ယောက်ကိုတတ်ခဲ့တဲ့အကြောင်းပြောပြပါရင်းစတေးဝဲကဝုကိုဟာလမ်မှာဥပဒေအရအပြစ်ပေးဖို့တိုက်တွန်းခဲ့ပြီးနောက်ထပ်အကူအညီအတွက်ဒစ်မီလာကိုခေါ်တွားဖို့တောင်းဆိုခဲ့ပါရင်းသူကဝုပြပုံမှန်မဟုတ်ပေမဲ့ခေရောက်တဲ့နီလန်ဒီကိုရှီကျူးခဲ့ပါရင်းနောက်တနည်းမနဲ့မှာလူကပ်ကထွက်ပြေးဖို့ကြိုးစားပေမဲ့ဟာလန်ဟာသူ့ကိုလိုက်ဖမ်းမိသွားခဲ့ပါရင်း ကောက်လေးရဲ့မိခွန်းတွေကြောင့်စိတ်ကိုနေခဲ့တဲ့ဟာလမ်ကကြိုးပြီးခံရတာကိုကြည့်ရတာဘလို့လဲဆိုတာကိုနောက်ဆုံးတော့ရှင်းပြခဲ့ပါပြီ။လေပင်ကြိုးတာမင်းမြတ်မဖြစ်ဘူးဆိုရင်တော့လူတယောက်ဟာနိုင်ပေါင်းများစွာဘလို့မျိုးခံစားရတာလဲဆိုတာမျိုးပဲဖြစ်ပါပြီ။ဒါကလူကပ်ကိုမမြင်စေရှင်တဲ့အရာလို့သူပြောခဲ့ပါပြီ။ သူတို့ခရီးသွားနေပဲဟာလမ်ဟာလူကပ်ပြအားနေတဲ့မြင်းကိုတမင်တကာကြောက်အောင်လှုပ်ခဲလို့မြင်းကလဲကြတီဆုံသွားခဲ့ပြီးတော့လိန်လေဖန်တီးထားတဲ့ချီယာခန်လမ်းကြောင်းကြံ့ခဲ့ပါရင်ဟာလမ်နဲ့လူကက်တို့က1600နှစ်ယောက်နေတဲ့တဲတလုံးစီကိုရောက်လာခဲ့ပါရင်သူတို့ကနမဲအတူရဲ့နဲ့ဝင်ရောက်ခဲ့ကြပြီးတော့ကြိုးဆူခံခဲ့ပါရင်ဒါပေမဲ့လူကက်ကသူတို့ရဲ့မျက်နှာပုံတွေပါတဲ့လိုရှင်တဲ့ကြောင်ရပိုစတာကိုတွေ့လိုက်ရတော့သူတို့နှစ်ယောက်ဟာစုကြည့်မှုဆိုရင်ဖြစ်တဲ့ဆော့ကိုတိသွားခဲ့ပါပြီ တယောက်ကလူကပ်ကိုတနက်နဲ့ချိန်ထားပြီးမဲ့ဟာလမ်ကဓာတ်နဲ့ပြန်လေတုံ့ပြန်ခဲ့ပါရင်လူကပ်ကိုပြစ်ဖို့အတွက်ကြိုးစားတဲ့အချိန်မှာဟာလမ်ကသူ့ကိုတနက်နဲ့ပြစ်တတ်ပြီးနောက်တယောက်ကိုလည်းတတ်ပြစ်ခဲ့ပါရင်ကြောင်လန်တုံလုံးနေခဲ့တဲ့လူကပ်ကဟာလန်ကိုတူတော်ပြီလို့ပြောပါရင်းသူကသူ့ရဲ့ညီလေးစီကိုပြန်ပြီးတော့တယောက်ထဲနေရှင်တာပဲလို့ပြောခဲ့ပါရင်းသူတို့ကထွက်ပြေးခဲ့ကြပြီးအနီအနားမှာရှိတဲ့အိန္ဒိယလူမျိုးစုရဲ့တနတ်တန်ကြားတော်မှာကိုဆိုရင်ကဆက်ပြေးခဲ့ကြပါရင်း ဝုနဲ့သူ့ရဖွဲ့ဟာအီဗလင်ဘက်ဆပ်ကိုတွားရောက်ခဲ့ကြပါပြီဝုကဟာလမ်ဟာအီဗလင်ရဲ့မောင်လူကပ်ရဲ့အဖိုးဖြစ်တဲ့အကြောင်းသိရှိခဲ့ပြီးတော့ကောင်လီကိုကယ်ဖို့အတွက်အီဗလင်ကတင်ပေးခဲ့တယ်လို့တန်တရားဝင်ခဲ့ပါပြီအီဗလင်ကဘာမှအတိမပြုခဲ့ပဲဝုကိုထွက်သွားဖို့ပြောခဲ့ပါပြီတချိန်တည်းမှာပဲဟဲလန်နဲ့လူကပ်တို့ဟာကော်လိုရာဒိုပြည်နယ်လော်ဆန်ကောင်တီမှာရှိတဲ့စခန်မြို့ငယ်လေးတစ်ခုကိုရောက်ခဲ့ကြပါပြီလူကပ်ကစားတဆောင်ပို့ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ ဟာလမ်က တားခဲ့ပြီးသူရဲ့တိနီယာကိုပေါ်တွားနိုင်တယ်လို့တတိပေးခဲ့ပါရင်လူကက်ကဟာလမ်ရဲ့ထိန်းချုပ်မှုကြောင့်စိတ်ပြတ်ပြီးတော့ပြန်သွန်းလန့်ခဲ့ပေမဲ့ဟာလမ်ကသူ့ကိုအသက်ရှင်အောင်ထားဖို့ပဲကြိုးစားနေတာပါလို့အခိုင်အမာပြောခဲ့ပါရင်ဟာလမ်အစားအစာဝေးဝယ်နေတဲ့အချိန်မှာလူကက်ကလူထဲရှောက်တွားခဲ့ပြီးလူတိရှင်ကြားကြိုးပေးခံနေရတာကိုမျက်မြင်ကိုတွေ့မြင်လဲရပါရင်အပြစ်ပေးခံရတဲ့လူကဟာလန်ပြောတော့ကလို့ပဲနာကျင်စွာရုန်းကန်နေခဲ့ပါရင်တုံလုံးခြောက်ချနေတဲ့လူကက်က လဲကြလူနီပါဖြစ်ပြီးတော့ထွက်ပြေးခဲ့တဲ့နေရာမှာဟာလမ်ကသူ့ဝဲထားတဲ့ခွေးတစ်ကောက်နဲ့သူစောင့်နေတာကိုတွေ့ရပါရင်သူတို့နေရာမျိုးကနေအတူထွက်ခွာခဲ့ကြပါရင်တခြားတနေရာမှာဆိုတော့ပရိရှာနဲ့ဝုပြဖွဲ့ဟာတညလုံးလိုက်လံရှာဖွေနေခဲ့ကြပါရင်နောက်ပိုင်းမှာဆိုရင်မိပုံဘေးမှာလူကပ်ကအသက်၁၀နှစ်သားအရွယ်မှာသူ့ဘယ်လိုမျိုးနာမကျန်ဖြစ်နေတဲ့မိခင်ကိုပြုစုခဲ့ရပုံအားပြောပြခဲ့ပြီးတော့ဂျေကော့ကတော့သူမကိုတတိယဖို့အတွက်အရန်ငယ်တည်တယ်လို့ပြောခဲ့ပါရင်းဟာလမ်ဟာဘာကြောင့်များဒီလောက်အထိဒေါ်ရထွက်နေတာလဲလို့မိခဲ့ပါရင်း ဟာလမ်ကရှီကာဂိုမှာဘန်တစ်ခုကြောင့်အရာအလုံးကိုဆုံးရှုံးခဲ့ရတဲ့ပုံအားပြန်လည်ပြောပြပြီးတော့အဲ့ဒီနောက်ပိုင်းဘန်ဓမြတိုက်ရှင်တဲ့တယောက်တည်းနေထိုင်ရှင်းစီကိုလဲ့တွားခဲ့တယ်လို့ပြောပြပါရင်သူ့သမီးမတည်ဆုံးခင်မှာသူ့သမီးနဲ့ဘယ်တော့မှငင်းချမ်းစွာဖြည့်ရှင်းနိုင်ခဲ့ရှင်မရှိဘူးလို့သူဝန်ခံပါရင်လူကပ်ကသူ့ဘိုးဘိုးကြီးရဲ့ rifle တနက်ရဲ့ဂျင်စာတင့်တဲ့အမွေအနှစ်အကြောင်းအဲ့ဒါကဘယ်လိုမျိုးအပါရှိလူမျိုးတွေတည်ဆုံးစီခဲ့တဲ့ပုံနဲ့ country way သူ့အမေဆုံးပြီးတနေ့အကြာမှာသူ့အဖေကိုကိုကိုတတ်တည်သွားခဲ့တာဝေးအထိပြန်သွေးခဲ့ပါရင် လူကပ်နေမကောင်းဖြစ်နေတာကိုမြင်တော့ဟာလမ်ကသူ့ကိုတငယ်ရှင်ဟောင်းတယောက်ရဲ့အိမ်စီခေါ်သွားခဲ့ပေမဲ့အဲ့ဒီလူဟာဟာလမ်နဲ့ဆယ်စုနှစ်များစွာကတည်းကကျူးလွန်ခဲ့တဲ့ရာဇဝမှုတစ်ခုကြောင့်လွန်ခဲ့တဲ့9နှစ်ကကြိုးပီးခံခဲ့ရတာကိုတွေ့ရှိခဲ့ပါပြီသူ့ရဲ့မုံဆိုးမကသူတို့ကိုထွက်သွားဖို့ပြောခဲ့ပါပြီလူကပ်ကခွေးလေးကိုအဲ့ဒီလူရဲ့သားစီပေးခဲ့ပြီးတော့တီရှာကျူးဆိုင်ဖို့မာကြားခဲ့ပြီးတော့သူတို့နှစ်ယောက်ပြန်လည်ထွက်ခွာခဲ့ကြပါပြီ လော့စန်ခိုင်မှာဆိုရင်ဝုကကုံစုံဆိုင်သဆိုင်ကိုတွားလိုက်ပြီးအဝေးပြက်လက်နက်လာမိခဲ့ပါရင်ဒါပေမဲ့ဆိုင်ရှင်ကသူ့ကိုစတီဝဲစီကဂျင်းနန်းစာတဆောင်ပြေးလာပါရင်အဲ့ဒီစာအထဲမှာဆိုရင်ဝုပြက်သားသုံးသွားပြီးဆိုရယ်တရင်ကိုရေးသားထားတာပါဝုကဒီတရင်ကိုတိတ်ဆိတ်စွာပဲလက်ခံခဲ့ပါရင်တစ်ချိန်တည်းမှာပဲဟာလန်နဲ့ဖျားနာနေခဲ့တဲ့လူကက်တို့ဟာနယူးမက္ကဆီကိုနယ်မြေက Rio Arrian ကိုရောက်ရှိခဲ့ကြပါရင်လူကက်လဲကျသွားတဲ့အခါမှာဟာလန်ကခိုလုံစရာနေရာရှာဖို့အမြန်ဆုံးတွန်းခဲ့ပါရင်လဲကမ်ပဏီတစ်ခုက တို့ကိုလက်ခံခဲ့ပြီးတော့လူကက်ကဖျားနာနေတဲ့အချိန်မှာအမေကိုလွဲမပြီးတန်းတားနေခဲ့ပါရင်အဲ့ဒီညမှာပဲဝုနဲ့သူ့ရအဖွဲဟာစခန်းချကြပါရင် drunk ကဝုကိုစားဖို့အတွက်တိုက်တွန်းပေမဲ့သူကတော့ငင်းဆန်ပါရင်ဝုကမက္ဆီကိုကိုမရောက်ခင်ဟာလန်ပြန်လဲဖြစ်တင်ရလိမ့်မယ်လို့ရှင်းပြခဲ့ပြီးတော့လူပေါင်း146ယောက်ကိုဥပဒေအရအပြစ်ပေးခဲ့ပုံ16ယောက်ကိုကြိုးပေးခဲ့ပုံတရားပြန်လဲပြောပြခဲ့ပါရင် နောက်ဘဝကိုယုံကြည်ခဲ့တဲ့ဂိုင်းခေါင်းဆောင်တွန်ဘဲအကြောင်းကိုလည်းတူပြန်ပြောပြခဲ့ပါရီဘဲရဲ့အလဲပင်ကျိုးသွားတဲ့အခါမှာတော့ဘာမှမရှိတော့ဘူးလို့ဘုကပြောခဲ့ပါရီအခုဆိုရင်စုမရပဲတည်ဆုံသွားတဲ့သူ့ရဲ့ဆင်းရဲဒုက္ခရောက်နေကြတဲ့တအားအတွက်သူကြောက်ရွံ့နေတဲ့အတိုင်းပဲလို့ပြောပါရီလူကပ်ကသူ့အမေအကြောင်းအိမ်မက်မက်ပြီးတော့အိယာကနေနိုးလာတဲ့အခါမှာလုံးဝပြန်ကောင်းနေပါပြီဟာလမ်ဟာသူ့တည့်ရခွဲလောက်တတိမိနေခဲ့တယ်လို့ပြောပြပါရီတခြားတနေရာမှာဆိုတော့ပရိရှာကရှက်ဘိုဒါရီယာရဲ့အိမ်ကိုရောက်လာပါရီ သူကအထီးကျန်နေတဲ့မုံဆိုးမကိုဖျားယောင်းပြီးတော့တရင်အချက်အလက်တွေရယူကထွက်ခွာသွားခဲ့ပါပြီ။အဲ့ဒီနောက်ပိုင်းဟာလမ်နဲ့လူကက်တို့ကလူနှစ်ယောက်ရဲ့ခြုံကိုတိုက်ခိုက်တာကိုခံရပါပြီ။ဟာလမ်ဟာတယောက်ကိုဒဏ်ရာရရှိခဲ့ပေမဲ့သူ့ကိုယ်သူကလည်းတနတ်ထိမှန်သွားခဲ့ပါပြီ။သူတို့ထွက်ပြီးခဲကြပြီးမြင်းနေနဲ့ပြစ်စည်းပေးပါဆုံးရှုံးခဲ့ပါပြီ။အဲ့ဒီညမှာဟာလမ်ကသူ့စီမှာတစ်ချိန်ကစနီးနဲ့ကလေးနှစ်ယောက်ရှိခဲ့တဲ့အကြောင်းထုတ်ဖော်ပြောပြခဲ့ပါပြီ။သူ့သားကမိအားလုပ်ရင်းနဲ့ပဲဆုံးပါသွားခဲ့တာပါ။ သူတို့ကအရာအလုံးဆုံးရှုံးပြီးတော့သူ့စနီးဟာကိုယ့်ကိုယ်အဆုံးစီရင်ခဲ့ပါရင်လူကက်ကသူ့အမေဟာသူ့အစားဘာကြောင့်တိတ်ဆုံသွားတာလဲဆိုတော့ကိုတွေးပြီးတော့ရှင်ချန်ရစ်သူရဲ့နောင်သားစိတ်ကိုဝန်ခံခဲ့ပါရင် ပန်ရီရှာကစုကျင်းမှုဆိုးနှစ်ယောက်ဟာလန်ကိုမဖမ်းနိုင်ခဲ့တဲ့နေရာစီရောက်လာခဲ့ပါရင်ငယ်တဲ့တယောက်ကတနတ်ထုတ်လိုက်တဲ့အခါမှာပရီရှာကချက်ချင်းပဲပြစ်တက်ခဲ့ပါရင်အသက်ကြီးတဲ့စုကျင်းမှုဆိုးကကြောက်လန့်သွားခဲ့ပြီးဟာလန်နဲ့လူကက်တို့ဟာတောက်တောင်ကြားစီကိုဦးတည်နေပြီးတော့တဝက်လောက်ရောက်နေပါပြီလို့ပြောပြခဲ့ပါရင်တချိန်တည်းမှာပဲအားနေနေကြတဲ့ဟာနမ်ကအနားယူနေတဲ့အချိန်မှာလူကက်ကတော့ယုံလိုက်ရှာနေခဲ့ပါရင်သူ့ကိုကီယိုဝါအင်ဒီယန်နေနဲ့ရင်ဆိုင်ရတော့စိတ်ပြတ်အားငယ်စွာနဲ့ရိုင်းဖယ်တနတ်ကိုမြင်းတကောင်နဲ့လဲလှယ်ခဲ့ပါရင် ကီလိုဝါဝီကသူ့ကိုထူးဆန်းတဲ့ကောင်လေးလို့ခေါ်ပြီးလှုပ်ပေးခဲ့ပါရင် ဟာလမ်ဟာအဝီးကနေတနက်ကင်ပြီးကြည်နေနဲ့ပဲတက်ပြင်းချလိုက်ပါရင်သူတို့ကမော့စကီရိုနယူးမက္ကဆီကိုကိုမြင်းစီးပြီးတော့တွားခဲ့ကြပါရင်ဘာတစ်ခုမှဆိုရင်လူကပ်ကဆရာဝန်ရှာဖို့ဟာလမ်ကိုထားခဲ့ပေမဲ့သူအရင်ကကုံတွဲခဲ့တဲ့ကီယိုဝါဝီကိုတတ်ခဲ့တဲ့လူရဲ့မြင်းတွေကိုမတ်မိသွားခဲ့ပါရင်အသွင်ထဲမှာဆိုရင်ဘလက်ဘန်ဆိုတဲ့လူတယောက်အပဝင်လူဝီကဟာလမ်ကိုစုကြည့်အတွက်ဖန်ခံခိုင်းဖို့ဆွေးနွေးနေကြပါရင်သူတို့မလုံဆောင်ခင်မှာပဲဝုပြောက်လာခဲ့ပြီးလူကပ်ကိုဖမ်းပြီးပြီဖြစ်လို့ဟာလမ်ကိုဖမ်းဖို့အတွက်ရည်ရွယ်ထားတော့ပါအဲ့ဒီအခါမှာပဲပရီရှာရောက်လာကဂလိကိုနောက်ကျောကနေ ်ပစ်လိုက်တာကြောင့်တနပ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါပြီးဘလက်ဘန်နဲ့စုကြည်မှုဆိုပြီးတည်ဆုံခဲ့ကြပါပြီးဒရန်ကဒဏ်ရာရခဲ့ပြီးတော့ဟာလန်ကလည်းပို့ပြီးဒဏ်ရာရခဲ့ပါပြီးဝူဖာမီလာကိုဟာလန်နဲ့လူကပ်ရဲ့အနောက်ကိုလိုက်ခိုင်းခဲ့ပေမဲ့ပရီရှာကမီလာကိုမြင်းပေါ်ကနေပစ်ချခဲ့ပါပြီးပရီရှာဟာရှည်ရှင်ရှောက်နေခဲ့တဲ့ဟာလန်နဲ့လူကပ်ရဲ့အနောက်ကိုလိုက်တော့ပါပြီးလိုက်မီပြန်အောင်ဟာလန်ကိုရင်ပတ်အထက်ပစ်ထည့်လိုက်ပြီးလူကပ်ကိုဖမ်းဆွဲပါပြီး ဝူပြောက်လာပြီးပရိရှာကိုကောင်လေးဟာလှုပ်ပေးဖို့အမိန်ပေးခဲ့ပေမဲ့ပရိရှာကအခုထိစိတ်မနှံ့တော့ပဲကောင်လေးဟာအပြစ်လုပ်ထားတယ်လို့ပြောကငင်းဆန်ပါရီသူကဝူကိုပခုံးမှပြစ်လိုက်ပါရီပရိရှာကလူကတ်ကိုတတ်ဖို့အတွက်ပြင်ဆင်နေတဲ့အချိန်မှာဟာလမ်ကတော့တရားဝင်နေတော့မှသူ့ကိုနောက်ကျောကနေပြစ်ချလိုက်ပါရီတွေးထွက်တုံယုံဖြစ်နေတဲ့ပရိရှာကသူ့ရဲ့လက်ဝါးကတ်တိုင်စီကိုတွားထွားနေတဲ့အချိန်မှာဟာလမ်ကသူ့ကိုခေါင်းကိုနောက်ဆုံးချီဆက်တဲ့တော့နဲ့ပြစ်ပြီးအဆုံးတတ်ခဲ့ပါရီဟာလမ်ဟာဝူကိုသဘောတူညီချက်တစ်ခုပေးခဲ့ပါရီ ဝူကလူကကိုထွက်ပြေးခွင့်ပေးမယ်ဆိုရင်သူငိန်ချမ်းစွာနဲ့အဖမ်းခံမယ်လို့ပြောပါရင်ဝူကသူ့ရဲ့ဆုံးဖြတ်ချက်မဟုတ်ဘူးလို့အခိုင်အမာပြောပေမဲ့ဟလန်ကဒရော့အကြီးနဲ့မတော်ဆမှုတစ်ခုအတွက်ကလေးတယောက်ကိုကုမျက်တာဘယ်မှာတရားမျှတမှုရှိတယ်လဲလို့မေးပါရင်ဟလန်ကဝူပစီမှာတားရှိတလားလို့မေးတဲ့အခါမှာတော့သူ့ရဲ့ခံစားချက်ကိုထိမိသွားခဲ့ပါရင်လူကက်ကိုအခွင့်အရေးပေးဖို့ဒါမှမဟုတ်တူတက်ခဲ့ပြီလို့နောက်တရမယ်လို့ဖြစ်သွားလိမ့်မယ်လို့ဝူကိုတူတိုက်တွန်းခဲ့ပါရင်ဟလန်ကလူကက်ကိုအန်ဆန်မိုးဆိုတဲ့လူတယောက်အားရှာဖို့ပြောခဲ့ပြီးတော့ အဲ့ဒီလူကသူ့ကိုမက္ကဆီကိုစီခေါ်သွားပြီးအရာအလုံးကိုစီစဉ်ထားတဲ့အီဗလင်နဲ့ပြန်ဆောင်စီပေးလိမ့်မယ်လို့ပြောပါရင်းသူ့အတွက်မွန်ဂိုဖို့လဲကောင်းလေးကိုပြောခဲ့ပါရင်းဟာလန်ကသူ့ရဲ့အသက်ကိုကယ်ခဲ့တဲ့အတွက်ဂျေဆုတင်ပြီးတော့ဟာလန်မန်နဲ့ဆော့ကိုတိတဲ့ဝူကတဘောတူကလူကက်ကိုလွတ်ပေးခဲ့ပါရင်းတေဝဲရောက်တဲ့အခါမှာဝူကလူကက်ပြုတ်ကြပြီးတိတ်ဆုံသွားတာပါလို့လိန်ညာခဲ့ပါရင်း လူကပ်ကအန်ဆယ်မူကိုရှာတွေ့ခဲ့ပြီးသူ့ရဲ့အဖိုးနာမည်ကိုယူကာလူကပ်ရက်ဆိုပြီးတော့သူ့ကိုယ်သူမိန့်ဆက်ခဲ့ပါရင်းစတေးဝဲကဟာလန်ကိုတန်ကြိုးခတ်ပြီးတော့မြင်းစီထွက်ခွာသွားခဲ့ပါရင်းဘုကတော့တယောက်တည်းမြင်းစီဖို့ရွေးချယ်ခဲ့ပါရင်းသူနဲ့ဟာလန်တို့ဟာလမ်းခွဲမတွားခင်တိတ်ဆိတ်တဲ့အချိန်လေးကိုမျှဝေခဲ့ပါရင်းအိမ်မှာစင်တော့ဘုကသူ့သားရဲ့အခန်းကိုဗလာဖြစ်နေတာတွေ့ရပါရင်း ဒါကသူ့စနီဝမ်းနဲ့ပူဆွေးမှုနဲ့သူ့ရဲ့စိတ်ပိုင်းဆိုင်အကွာအဝေးကြောင့်ထွက်ခွာသွားတယ်ဆိုတာကိုဆိုလိုနေခဲ့တာပါဟေးဗဲမှာဆိုတော့ဟာလန်ကိုအစကလူကက်ပတ်အတွက်စောက်ထားတဲ့ဂျိုးစင်စီခေါ်သွားခဲ့ပါတယ်ကျိုးမချခင်မှာပဲဟာလန်ကတည်ဆုံသွားခဲ့ပေမဲ့စတီဝဲကအေးစစက်နဲ့သူ့ကိုနှခါတတ်ဖို့အမိန့်ပေးခဲ့ပြီးဒုတိယအုပ်ချုပ်ရေးမှူးရေကသူ့ရဲ့အသက်မဲ့ခန္ဓာကိုယ်ကိုဂျိုးပေးခဲ့ပါရင်လူကက်ကသူ့ရဲ့အကူကိုအသက်ဆုံးရှုံးစေနိုင်မယ်ဆိုတာသိပေမဲ့ဟာလန်နဲ့အတူသူ့ရဲ့ထွက်ပြေးမှုကိုကူညီစီစဉ်ပေးခဲ့တဲ့အီဗလင်နဲ့ပြန်ဆောင်ခဲ့ပါရင် ောက်ဆုံးမှာတော့လူကက်ကသူ့စီပြေးလာခဲ့ပြီးပွေဖက်တဲ့ဂျေကော့နဲ့ပြန်လည်ပေါင်းစည်းခဲ့ပါတယ်ယေရှုရာပရိသတ်များအားလုံးဂျေဆုထူတင်ရှိပါခင်ဗျာ